အလွတ်ပေါ့ကိုရီးယားတော့ဒါတွေပါတယ်ဒါတွေ လာမမင်္ဂလာမျိုးကြီး IMOKE YouTube Channel ဆိုတော့လိုက်ပါတယ်ဒီ interview view ဘာလေးဒီဘာလေးဖြစ်ပါတယ်ဒီဘာလေးဘာဖြစ်တယ်လဲဆိုရင်ဒီတရားဆောင်ခင်းလေးနဲ့ပေါ့နော်ဆလုံးလူမျိုးတွေနဲ့ဒီနေ့မှာတော့ပိုင်တဲ့ကျွန်းကြီးထဲမှာဒီဆလုံးလူမျိုးတွေနဲ့ရင်ငုံတဲ့ပြည်ပိုင်လေးကိုကျွန်တော်အမည်ပြည့်စက်တည်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အမည်လည်းဘုဒ္ဓရဲ့ရာအနေနဲ့ဒီနေ့ဝင်မဲ့တည်ဆက်ပေးလေခြင်းဖြစ်တဲ့ဒါဆိုတော့ကျွန်တော်ပြည်ပိုင်လေးကိုဆက်လိုက်ရအောင် လွတ်ပေါ့ကိုရီးယားတော့ဓာတ်တွေပါတယ်ဓာတ်တွေ ha 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 ကျွန်းပေါ်မှာရှိတဲ့ view point မျောစင်ပေါ့နော်အဲ့နေရာလေးကိုခေါ်သွားမယ်အဲ့ဒါလေးကတော့အဓိကဆောက်ထားတဲ့ရွယ်ချက်ကနေထွက်တဲ့ချိန်ရဲ့လှထွက်တဲ့ချိန်ရဲ့ကြီးဖို့ပေါ့နော်ပြီးတော့ဒီပင်လယ်ရေတက်တဲ့ချိန်ဆိုရင်ပင်လယ်ပြင်ကြီးကိုအပေါ်ကြီးကနေကြီးလို့ရအောင်လာတဲ့ဧည့်သည်တိုင်းကအရင်ကြိုက်တယ်လိုက်ပြမယ်နော် ေါ်တက်မယ်ဒါအပေါ်အပေါ်မတက်နိုင်တဲ့သူကတော့ဒီကျိုးကိုကင်ပြီးတက်ရတာပေါ့နော်ဒီလက်ရန်နေရာတော့တမင်မထည့်ဟာဘူးဆိုတော့လက်ရန်ထည့်လို့ရှိရင်အလပြတ်မှာဆိုလို့လေကဲရွေးရိုးရိုးမတက်နိုင်တဲ့သူကဒီကျိုးကိုရှယ်ပြီးတက်ရတယ်။ဘာညာစီလား ယ်ကြီးကိုဒီလိုအပေါ်စီးကနေတပြေတော့ကြည့်မရတဲ့ညောင်စင်လေးလောက်ပါတပုံရိုက်ရင်လည်းလိုက် ခုဒီကနေနေရတော့ဟိုးဘက်ဟိုးဘက်တောင်နေအဲ့ရနေဆိုလို့ရှိရင်အဲဟိုးဘက်ဟိုးဘက်ကျုံပေါ့နော်အဲ့ကျုံကနေဆိုလို့ရှိရင်မနဲ့နေထွက်လာတဲ့ဟာကို sunrise ပေါ့နေလုံးနီးနေနဲ့အဲ့ဒါလေးကိုမြင်ရတယ်ပြီးလို့ရှိရင်ညကြလို့ရှိရင်လှတာတဲ့နေ့ဆိုလို့ရှိရင်လှလေးထွက်လာကြည့်ရပေါ့လှတာလားအဲ့အောင်ဘုကောင်နော်ဒီလှပြည့်နေ့ကျော်လှပြည့်ကျော်တည့်ရနေ့ရဆိုမှနေလိုမျိုးလေးမီမီထွက်လာတာ ရမ်းလာတယ်အဲ့ဒါကိုဒီနေရာနေကြည့်လိုက်ရလို့ထားတာပါ င်ကဒီရဲ့နေရာကိုအရန်ကြိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုဘက်ဆိုလို့ရှိရင်အရှိဘက်မှာဆိုလို့ရှိရင်ပင်လယ်ကြီးမြင်ရတယ်။ဒီနောက်ဆိုလို့ရှိရင်တောအုပ်ကြီးပဲ။လုံးဝတောအုပ်ကြီးတူဖြစ်သွားပါတော့။အဲ့ဒီ bike လေးကိုအရန်ကြိုက်တယ်။အဲ့တော့လာတဲ့ဧည့်သည်လေးတွေကိုလည်းပဲအဲဒီလိုမျိုးအရသာလေးတွေခံသိချင်တာပေါ့နော်။နောက်ကြောက်ရရှင်တော့ဒီမှာစပွဲဝိုင်းလေးတွေထိုင်စရာနေရာလေးတွေနောက်နှစ်ဆိုရင်လုပ်မယ်။ တပိန်လေးရောတပိန်လေးကိုဟောပါလဲမဖြတ်ပနဲ့ဒီမှာထည့်ထားတပိန်ကိုထားရဲရိပ်ရအောင်ကျုံရောက်ခါနီးမှာတင်လေရဲမှာဖလီတစီရပြက်နေတာသူစကပြက်နေတာကျတော့ကျိုးနဲ့ဆွဲပြီးကျုံချီခေါ်သွားပါတယ်ဟုတ်ပါတယ် ဆဲလာတာဆဲလာတာပင်လယ်ထဲမှာတစ်ခုခုဖြစ်ပြီးဆိုလို့ရှိရင်ခက်ခဲတယ်ပေါ့နော်ဟိုမြို့ထဲမှာကို workshop ဆိုင်ခေါ်ရရမျိုးမဟုတ်ဘူးဆိုတော့အာလေဒီဇင်းနဲ့ဒီဇင်းတို့တွေ့ပြီးဆိုလို့ရှိရင်ချင်းချင်းကိုမြင်ကြတဲ့ဒီလေးလေးပေါ့အချစ်စရာကောင်းတယ် တို့ပြန်ပိုင်ဒီလက်ပါပဲဒါတော့ဒီပြေးဆောင်ခေလင်းတွေကျုံးပေါ်တော့ဒီလိုက်လေတဲ့အခါမှာဒီဆက်လုံလူမျိုးတွေရေကူးတဲ့ပြန်ပိုင်လည်းကျွန်တော်မျိုးပြည့်စက်တွေဆက်ပြီးတော့ဖြစ်ပါတယ်ဒီဝင်လေးကြည့်ပြီးကျွန်တော်မျိုးလည်းပျော်ရှင်ရမယ်လို့ထင်ပါတယ်ဟော channel နဲ့ selling တဲ့တွေနဲ့ဘူးထရရတဲ့တွေတွေကိုမြန်တိဆက်ပြီးမှမဟုတ်ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ပြန်နိုဒီပဲလေးကိုပဲနေခဲ့ပြီးပို့တော့ဆက်ကြည့်ပါတယ်ကျွန်တော် channel အပေးကြီးရှိသူတွေအချင်းနဲ့ကျေးဇူးနဲ့တင်ပါတယ်နောက်ထပ်ပြီးမှပြန်ဆောင်ရမယ်ဒါ